။တပည့်တော်မိဘနှစ်ပါးကိုဓာတ်နဲ့ခုတ်တလိုက်တယ်ငရဲကြည်လာဖျားတဲ့။ဒီပုဂ္ဂိုလ်ငရဲကြည်လာမကြည်လာဆိုတာနဲ့ပတ်သက်လို့ဘုံဘုံရဲ့ဓမ္မမိတ်ဆွေတွေကပဲဝိုင်းပြီးတော့မှဖြည့်ပေးလိုက်ကြပါ။ငရဲဆိုတာနဲ့ပတ်သက်လို့ငရဲဆိုတာအပယ်လေးပုံထဲမှာပါပါတယ်။ငရဲရဲ့တရိษံရဲ့ပိတ်တာရဲ့အတုရခေရဲ့အဲ့ဒီလေးပုံထဲမှာမှာငရဲအပါဝင်ပေါ့ငရဲကငရဲကြီးရှစ်ထရှိပါတယ် အဲ့ဒီငရေကြီးရှစ်ထပ်ကဘာငရေတွေလဲလို့ဆိုရင်တိန်ဇိုးငရေကာလာတုံငရေတန်ဃာတာငရေမဟာရောဓူဝငရေတာပနာငရေမဟာတာပနာငရေအဝီစီဆိုပြီးတော့ငရေကြီးရှစ်ထပ်ရှိပါတယ်ခင်ဗျာအဲ့ဒီငရေကြီးရှစ်ထပ်ထဲမှာကံကြီးထိုက်တဲ့ပုဂ္ဂိုလ်များပင်စာနန္ဒရိယကံထိုက်တဲ့ပုဂ္ဂိုလ်များတနည်းအားဖြင့်ခရုကံထိုက်တဲ့ပုဂ္ဂိုလ်များဟာအဝေစီငရဲမှာကြာရောက်ပြီးတော့ခံစားကြရတာဖြစ်ပါတယ် အဝေစီငရဲဆိုတာအမတန်ကိုငရဲသားတွေများပြားပါတယ်အဝေစီငရဲကို သွားတဲ့ပုံကိုယ်တွေဟာဘယ်လိုသွားရလဲလို့ဆိုရင်တန်ချောင်းလေးသွားသလို သွားရတယ်တန်ချောင်းလေးသွားသလိုဆိုတာကဆိုကြပါစို့တစ်သားတုံးတုံးကိုတန်နဲ့နှက်လိုက်တယ်တူနဲ့အတက်ကိုထုရိုက်မှသာလေရင်အဲ့ဒီတန်ဟာဝင်သလိုပဲအဲ့ဒီအဝေစီငရဲသားတွေဟာများလုံးလို့တဲ့အဲ့ဒီအဝေစီငရဲမှာကြာရောက်တဲ့ပုံကွာ တန်ချောင်းတစ်သားတုံးတဲ့ကိုနှက်ဝင်တယ်လို့ကြက်ကြက်သိသိသွားတယ်ကြက်ကြက်သိသိသွားပြီးတော့ငပယ်ငရေတံကိုခန်းစားကြရတယ်ပေါ့ကောင်းပြီပြင်စာနန္ဒရိယကံ၅ပါးနဲ့ပတ်သက်လို့အားလုံးပေါ့လေဘုံဘုံတို့ဗုဒ္ဓဘာသာရောဘေဘာသာမဆိုပေါ့ဒီကံကြီး၅ပါးကိုထိုက်တဲ့ပုံကများဟာအပယ်ငရေကိုကြာရောက်ကြရပါတယ်ကံ၅ပါးဆိုတာက မာတုဂါရကပိတုဂါရက အရန္တကာရကလောဟိတုပ္ပါဒကအင်္ဂပေတကဆိုပြီးတော့ကံ၅ပါးရှိပါတယ်။အဲ့ဒီကံ၅ပါးထဲမှာနံပါတ်1အမေကိုတတ်တဲ့ကံနံပါတ်2အဖေကိုတတ်တဲ့ကံပေါ့ဒီကံတွေကိုကျူးလွန်ကြတဲ့ပုဂ္ဂိုလ်တွေဟာဓာတ်နဲ့ခုတ်တတ်မှဒုံနဲ့ခုတ်တတ်မှတတ်တယ်လို့ခေါ်တာမဟုတ်ပါဘူး။ဒါကြလေကြတော့မိဘတွေကိုစိတ်ဆင်းရဲမှုတွေအမျိုးမျိုးပေးပြီးတော့မိဘတွေမျက်ရည်ပေါက်ကြီးငယ်ကြပြီးတော့တောကတွေဘလတ်ဘွားတွေနဲ့ သားသမီးတွေရဲ့စိတ်ဓာတ်ရာကြောင့်တည်ဆုံးသွားတယ်ဆိုရင်လည်းဒါဟာသားသမီးတွေကမိဘကိုတတ်တာနဲ့အတူတူပဲနောက်တစ်ခုကဘုံဘုံရဲ့တကာတယောက်ကဘုံဘုံကိုရှောက်ဘူးတယ်ဘုံဘုံဖျားတဲ့တပည့်တော်ရဲ့အမေနေမကောင်းဖြစ်လို့ဆေးရုံကိုသွားပြရတယ်တဲ့ဆေးရုံသွားပြတဲ့အခါမှာဆရာဝန်ကပြောတယ်ခမည်းရဲ့အမေဟာခုနှစ်ရက်ပဲခံတော့မယ်တဲ့ခုနှစ်ရက်ပြည့်ရင်တော့တည်တော့မယ်လို့ပြောပါတယ် အဲဝေဒနာကိုလည်းအသေးအံအပြင်းထန်ခံစားနေရတဲ့ခါကြတော့ဟိုတားဖြစ်တဲ့သူကတနာတာပေါ့ဆရာဝန်ကပြောတယ်ခမားအမေဟာတဲ့အရန်လဲဝေဒနာပြင်းထန်တဲ့ဝေဒနာကိုခံစားနေရတယ်တဲ့ဒါကြောင့်မို့လို့ခမားရဲ့အမေကိုဝิญဉ်ချုပ်တဲ့စီထိုးမလားပေါ့ဒါဆိုရင်တတောင်တတာနဲ့ဘဝတစ်ပါးကိုကူးသွားလိမ့်မယ်လို့သူကအကြံပေးပါတယ်အကြံပေးတာနဲ့ပဲဒီတကားလည်းပဲဘုသူတမရှိတဲ့ပုဂ္ဂိုလ်ဆိုတော့ အဲ့ဒီမှာဆရာဝန်ကလက်မထိုးခိုင်းတာနဲ့ပဲသူကလက်မထိုးပေးလိုက်တယ်ပေါ့သူ့ရဲ့စေတနာကတော့ကောင်းစေခြင်းနဲ့စေတနာပဲသူ့ရဲ့ခံစားချက်ကတော့မိဘကိုချစ်တဲ့ခံစားချက်နဲ့ထိုးပေးလိုက်တာပဲဒါမဲ့လို့သူဟာမသိမသာပဲပြင်စာနန္တရိယကံထိုက်သွားပါတယ်ဒါဟာလေအထူးသတိထားစရာ ဖြစ်ပါတယ်ဒါနဲ့ဆရာဝန်ကသူ့လက်မထိုးပေးလိုက်တော့ဟိုဝိညာဉ်ချုပ်တဲ့ဈေးကိုထိုးပေးလိုက်တဲ့အခါမှာအမေဖြစ်တဲ့သူတည်သွားတယ်ပေါ့ဗျာ ဒါတတ်တယ်လို့ဖြစ်သွားတာပေါ့ဒါလေးလာပြီးတော့ပြောပြပါတယ်ဘုံဘုံကတော့သူ့ကို အရင်ကြီးရှင်းမပြလိုက်တော့ပါဘူးအရင်ခံစားသွားရမှာကြောင့်ဖြစ်ပါတယ်မာတုဂရကအမေကိုတတ်တဲ့ကံပိတုဂရကအဖေကိုတတ်တဲ့ကံနောက်အရန္တဂရကယဟန္တာကိုတတ်တဲ့ကံလောဟိတုတ်ပါရကမြတ်စွာဘုရားကို သွေးစင်းတည်အောင်ပြုတဲ့ကံမြတ်စွာဘုရားကတော့မရှိတော့ဘူးပေါ့မြတ်စွာဘုရားမရှိပေမဲ့လို့ ညစွာဘုရားကိုရည်စူးပြီးတော့ကိုယ်ွယ်ကြတဲ့အစီအလေးမျိုးရှိတယ်။ဓာတုစေတီဓမ္မစေတီဩရိတစေတီပရိဘောဂစေတီဆိုတဲ့အစီအလေးပဲ၄ပါးရှိတယ်။အဲ့ဒီစေတီ၄ပါးထဲမှာညစွာဘုရားဟောထားခဲ့တဲ့တရားတော်တွေအရဓမ္မစေတီလို့ခေါ်ပါတယ်။အဒီတရားတော်တွေကိုဖြတ်လို့ဖြည့်စည်းလုပ်တဲ့ပုံကိုယ်တွေနောက်ညစွာဘုရားကိုကြီးမားပြီးတော့မှရုပ်ပွားတော်တွေထုလုပ်ပြီးတော့ကိုယ်ွယ်ကြတယ်။ အဲ့ဒီရုပ်ပွားတော်တွေကိုခြစ်ဖြတ်တာတို့လက်ဖြတ်တာတို့ကောင်းဖြတ်တာတို့ရုံမာတဲ့အလိုဆိုးတွေနဲ့ပြုကျင်တဲ့ပုံကိုယ်တွေအားလည်းပဲဒါပြင်စာဏ္ဍိယကံထဲမှာပါသွားနိုင်ပါတယ်။တန်ခါပေတဲ့ကဟာတဲ့။တန်ခါတွေညီညွတ်ညွတ်စည်းစည်းလုံးလုံးတင့်တင့်မြတ်မြတ်နေတာကို ကိုယ့်ရဲ့ပယောဂနဲ့တန်ခါတွေအသင်းကွဲအောင်ခွဲတယ်ဖြည့်စည်းတယ်။တန်ခါတွေကွဲသွားပြီးကိုယ့်ပယောဂနဲ့တန်ခါတွေမညီမညွတ်ဖြစ်နေပြီဆိုရင်အဲ့ဒီပုံကိုယ်ကပြင်စာဏ္ဍိယကံထိုက်ပါတယ်။ ။ဒါကြောင့်မို့ဒီကံ၅ပါးတည်းကတဘာဝပေါ့အမေကိုတတ်တဲ့ကံအဖေကိုတတ်တဲ့ကံယဟန္တာကိုတတ်တဲ့ကံမြတ်စွာဘုရားကိုသွေးစိမ့်တဲအောင်ပြုတဲ့ကံတနည်းအားဖြင့်ဘုရားရုပ်ပွားတော်ဒီကိုအလိုဆိုးနဲ့ဖြက်လို့ဖြက်စည်းလုပ်တဲ့ကံနောက်နံပါတ်၅ကတန်ခါရညီညွတ်ညွတ်စည်စည်လုံးလုံးနေတာကိုအသင်းခွက်ပြစ်တဲ့ကံမျိုးတွေဟာဒီကံတွေကိုကျူးလွန်မိတဲ့ပုံကိုယ်တွေဟာဂရုကံလို့ခေါ်ပါတယ်သူဟာဘလို့ကုသိုလ်ကောင်းမှုမျိုးပဲလုပ်လို့ အပင်ငရေကိုကြားရတော့မှာတော့တေချာပေါက်ဖြစ်ပါတယ်။ဒါကြောင့်မို့ဒီကံ၅ပါးကိုအတတ်နိုင်ဆုံးလုံကြုံစွာထိမ့်သိမ့်ကြပါလို့ပြောချင်ပါတယ်။အားလုံးပဲကိုယ်စိတ်နှစ်ပါးကျမ်းမာချမ်းသာတော်မူကြပါစေခင်ဗျာ။ဓမ္မမိတ်ဆွေများအားလုံးပဲမင်္ဂလာပါ။ဓမ္မတုဒ္ဒရှင်လေးမှာအသိပညာပို့တုဒ္ဒရဖို့ရာတရားတော်များကိုရှားပွင့်ပြီးနှဝေပေးခြင်းဖြစ်ပါတယ်။ဖုံဖုံဖရားတဲ့အဖေကိုဒေါသထွက်ပြီး ဒုံနဲ့ရွေမိတာငရေကြည့်ပါသလားဖရာတဲ့ဗီဒီယိုလေးနဲ့ဖြည့်ပေးပါလို့တကလေးတယောက်ကအလာရောက်ပြီးတော့ရှောက်ထားပါတယ်အဖေကိုဒုံနဲ့ရွေမိတာပေါ့နော်မြတ်စွာဘုရားရဲ့စကားကို မလွဲမသွေနားထောင်တယ်ဆိုရင်မြတ်စွာဘုရားကဘာပြောတုံးဆိုတော့ဖကိုလက်ရအမိမာလက်ဝဲပခုံးထက်တွင်အမြဲတင်လေရဲ့တင်လေရဲ့လှုပ်ကြွေးမပြတ်မွေးလေကျေးဇူးကုံဆိုင်မကုံနိုင်ဘူးတဲ့ အဖေကိုလက်ရပကုံးပေါ်မှာတင်အမေကိုလက်ဝဲပကုံးပေါ်မှာတင်ပြီးတော့တသက်ပတ်လုံးကျုစုလုံးကျွေးမယ်ဆိုရင်မိဘတွေရဲ့ကျေးဇူးတရားဟာဆက်လို့တော့မကုန်ဘူးလို့မြတ်စွာဘုရားကဒီလိုဟောပါတယ်ကျေးဇူးတရားအမတန်ဒုတယ်ကြီးမားတယ်ပေါ့အဲ့လိုဒုတယ်ကြီးမားတယ်မိခင်ဖခင်တွေကိုဒုံနဲ့ရွယ်မိတယ်ဓာနဲ့ရွယ်မိတယ်လက်သီးနဲ့ရွယ်မိတယ်အော်မိငေါ့မိတယ်ဆိုတော့ပုဂ္ဂိုလ်တွေတာသမီတွေဟာမာနဲ့တူလဲလို့ဆိုရင် အမတန်မာကြောခက်တံတဲ့ ကြောက်တောင်ကြီးကိုခေါင်းနဲ့ပြစ်တိုက်တဲ့လူနဲ့တွေ့ပါတယ်။ခေါင်းနဲ့ပြစ်တိုက်လိုက်တော့ကြောက်တောင်ကြီးကတော့ဘာမှဖြစ်မသွားဘူး။အဲ့ဒီတိုက်တဲ့သာသမီတွေပဲခေါင်းကွဲသွားမှဖြစ်ပါတယ်။အခါတော့ကတကယ်ဖြစ်ပြခဲ့တဲ့ဇလန်းလေးတစ်ပုဒ်ပေါ့။မယင်ရွှေတဲ့ငယ်ကလေးကကြီးနဲ့မိဘတွေကပိုးမွေးသလိုမွေးလာတာ။ဘာမှမခိုင်းရက်မစီရက်ပေါ့လေ။မွေးလာလိုက်တာ မယင်ရွှေလေး16နှစ်အရွယ်ကိုရောက်လာပြီလဲဆိုရော့အမေဖြစ်တဲ့သူမှကိုဝင်ရတယ်ဗျကိုဝင်ရတော့ဒါကိုဝင်အရက်မကြီးနဲ့ပေါ့လေအဲအင်ကားနဲ့မှမိဖွားနေတဲ့အချိန်မှာအကုန်လုံးအိမ်မှုကိစ္စမှန်းမြမယင်ရွှေပဲလောက်ရပါတယ်ရေခါရင်လဲမယင်ရွှေထင်းခွဲရင်လဲမယင်ရွှေသမင်းချက်ရင်လဲမယင်ရွှေအဝတ်လျှော်ရင်လဲမယင်ရွှေအကုန်လုံးအစကတည်းကလောက်ရတာ အဲ့လိုအစကသိလို့ရတဲ့ခါကျတော့ဓမ္မရဲ့ရွှေကအဲသူကမကျေနပ်တော့ဘူးဘသူ့ကိုမကျေနပ်တော့ဆိုတော့သူ့ရဲ့အမေကိုမကျေနပ်တာဖြစ်ပါတယ်အဲ့တော့အမေကိုမကျေနပ်တော့အာညနာကြီးကစူပေါ့ပြီးတော့မှနေတဲ့အချိန်မှာအမေဖြစ်တဲ့သူကအိမ်ကန်းထဲကနေခိုင်းတယ်ဗျရင်ရွှေတဲ့နင့်ဖေအိယာထဲမှာလဲနေတယ်တဲ့အဆန်းပြုတ်ကလေးပြုတ်လိုက်ပါအောင်သမီးရဲ့လို့ပြောတာရင်ရွှေက အောင်မလေးတဲ့မပြုတ်နိုင်ပါဘူးတော့တဲ့ချင်းခွဲလဲကျမအေးခါလဲကျမထမင်းချက်လဲကျမတဲ့အိမ်မှုကိစ္စမှန်တယ်ဗျအကျုပ်ကြီးပဲလုံးရတာတဲ့တော့လင်ရဲ့ကိစ္စကိုယ့်အကိုလုံးပါလားတဲ့ကျမကတော့မလုံပွင့်နိုင်ဘူးလို့ဒီလိုပြောပါတယ်အဲ့တော့ငယ်ကလေးဟာကြီးနဲ့ပူးမွေးတယ်လို့အလိုလိုက်ပြီးတော့မွေးခဲ့ရတဲ့မိခင်ကစိတ်ဆိုးတာပေါ့လာစိတ်ဆိုးတာနဲ့ညောတော်တော်ဆိုးတဲ့ကောင်းမပဲဆိုအိမ်ကန်းထဲကထွက်လာပြီးတော့အဲ့မှာပါရိုက်မယ်လို့အလုံးပါပါရိုက်မယ်လို့လုပ်တဲ့အချိန်မှာ ဟိုမလီရှင်သာလက်ပါတာမဟုတ်ဘူးတဲ့ကျမလည်းလက်ပါတယ်ဆိုပြီးမိခင်ရဲ့မိခင်ရဲ့လက်ကိုဖမ်းဆွဲပြီးအဲ့မှာသူ့ကိုယ်တိုင်ဥအောင်ရိုက်ချလိုက်ပါတယ်အဲ့လိုဥအောင်ရိုက်လိုက်တဲ့ခါကျတော့မိခင်ကလည်းပဲငိုတာပေါ့ဟိုသွင်းသူတားနှုနဲ့ဆိုတော့ယင်ရွှေရဲ့လက်ချက်နဲ့ပဲအဲ့ဒီမှာအမောက်ရဲ့လဲကြွားတယ်အဲ့ဒီအချိန်မှာအင်ရှိမှာခေါ်တန်တန်ကြားရတယ်ယင်ရွှေယင်ရွှေလာခဲ့ပါလို့ခေါ်တာပေါ့ဒါနဲ့ပဲယင်ရွှေက သူ့ကိုခေါ်တဲ့အထင်နဲ့အိမ်မိုးကနေစင်ပြေးသွားတယ်။မိခင်ဖြစ်တဲ့သူကတော့စိတ်ပူတာပေါ့။ဩအမေအရင်ကိုပါရိုက်တယ်။ဒီကောင်မလေးကတော့ကန်ကြီးထိုက်တော့မှပဲစိတ်ပူပူနေပေါ့။အဲ့ဒါပြေးလိုက်သွားတာ။ဟိုးလေကွင်းထဲကိုရောက်ပြီလဲဆိုရော့။အဲ့ဒီမြေကြီးတွေကပတ်ကြားအက်လာပြီးအဲ့ဒီရင်ရွှေရဲ့ခြေထောက်နှစ်ဖက်ကိုညှက်ထားလိုက်တယ်။ပြေးလို့မရတော့။မြေကြီးကလည်းပူလိုက်တာ။ကောက်ရိုးတွေတော့မိလောင်လို့ပေါ့။အဲ့တော့ကဲကြပါကဲကြပါကဲကြပါနဲ့တစားစားအော်တယ်ဗျ။ ဘလောက်ပဲအော်လူတွေကလည်းဝိုင်းဝန်းပြီးတော့ကုညီကြပါတယ်ရေစားတယ်ရေစားတယ်ရေပေးပါဆိုတော့အဲ့ဒီဝလုံးထိတ်မှာရေဘူးတက်ပြီးတော့မှလမ်းထိုးပေးတယ်အဲ့ဒီဝါကလည်းလမ်းတစ်ဝက်မှာမိတောင်ပြီးတော့ပြတ်ကြတယ်ဘလို့မှရေပေးလို့မရဘလို့မှလည်းကယ်လို့မရဘူးအဲ့ဒီချိန်မှာမိခင်ကြီးကလည်းစိတ်ပူတာနဲ့သူ့သမီးနောက်ကိုပြေးလိုက်လာတော့သူ့သမီးကဟိုမှာမြေမျိုးနေချင်းမျက်စီချင်းမျက်စီကနေဒူးစိဒူးစိကနေခါအဖြည့်ဖြည့်ချင်းနဲ့မျိုးတာပေါ့နော် ။ဒါနဲ့စိတ်ပူလုံးမကစိတ်ပူလုံးတော့သမီးရဲ့အမေကိုပါရဲလို့ဖြစ်ရတာတဲ့။အဲ့တော့သမီးရဲ့အမေကိုပြန်တောင်းပါလိုက်တဲ့။အဲအမေကိုပြန်တောင်းပါရင်ကြည်သွားနိုင်တယ်။အဲ့တော့မှတောင်းပါနဲ့ဗျ။ဘလို့မှကြည်မကြည်နိုင်တော့ပါဘူး။ဘာဖြစ်လို့လဲကိုထီလက်ရောက်ကျူးလွန်ပြီးသားဖြစ်သွားလို့မို့လို့ဟိုတောင်းပါလို့မရတော့ဘူးပေါ့။ဒါကြောင့်မို့ရင်ရွှေရအဲ့ဒီနေရာမှာပဲညင်ညိုပြီးတော့ဒါငရဲပြေရောက်သွားမှာပေါ့ဗျာ။ဒါထားပါတော့။ ပြောချင်တာကတော့မိခင်ဖခင်တွေကျေးဇူးအမတန်ကြီးမားတဲ့ပုံကိုယ်တွေကိုဒုက္ခနဲ့ရွယ်မိတယ်ဓာတ်နဲ့ရွယ်မိတယ်လက်နဲ့ရွယ်မိတယ်ဒါကာယကမြောက်မလုပ်သေးဘူးအပြစ်ကတော့ရှိတယ်ဒါပေမဲ့အယံကြီးတော့အပြစ်မကြီးသေးဘူးပြန်လဲပြီးတော့မှ တောင်းပန်ပါတကယ်လုပ်ခဲ့တယ်ဆိုရင်ပြန်ပြီးတော့တောင်းပန်ပါအဲကိုတိလက်ရောက်ကျူးလွန်မိတဲ့ပုံကိုယ်ကတော့တန်နီးမဟုတ်တန်နီးနီးနဲ့တော့ဒါအပြစ်ကိုခံယူရမှာဖြစ်ပါတယ် ါကြောင့်မို့ကျေးဇူးအမတန်ကြီးမားတဲ့ပုဂ္ဂိုလ်တွေကိုစော်ကားပုတ်ခတ်ခြင်းဟာဘာနဲ့တူလဲလို့ဆိုရင်အမတန်မာကျောတဲ့ကြောက်ဆိုင်ကြောက်တုံးကြီးကိုခေါင်းနဲ့ပြစ်တိုက်တဲ့လူနဲ့တူပါတယ်အကြောင်းမို့မိဘရဲ့ကျေးဇူးတွေကိုသိပြီးတော့မိဘကိုမပြစ်မကြပါနဲ့လို့ပြောချင်ပါတယ်။အားလုံးပဲကိုယ်စိတ်နှစ်ပါးစမ်းမချမ်းသာကြပါစေခင်ဗျာ။